ယေရှုခန္ဓာငါဆံဖို့ယေရှုခန္ဓာငါဆံဖို့ယုံကြည်သူအသက်တာထဲမှာဘုရားသခင် ခေါ်ခြင်းရဲ့နယ်ပယ်အတခုအထက်သေးကိုတက်လန်းနိုင်ဖို့အဲ့ဒီစူးကိုကြော်နိုင်ပြီးတော့ပြီဒါပေမဲ့အဲ့စူးကလည်းတင့်ရဲ့ကိုစမ်းကိုစားနဲ့ဘယ်တော့မှကြော်လို့မရဒါကြောင့်ကျွန်တော်တို့လည်းမအောင်တဲ့အသီးတွေပဲတီးတယ်စူးပင်နှိပ်စက်တဲ့အခါမှာ မအောင်တဲ့အသီးတွေပဲတည်တယ်။အဲ့တော့ဗမာကျန်းစာမှာဘလူရေးလဲဆိုတော့ဘောရှာသီး။အဲ့တော့မအောင်တဲ့အသီးလို့ခေါ်။ဘာကြောင့်ဘောရှာသီးတည်လဲဆိုတော့စူးပင်နှိပ်စက်လို့။တင်းဘွားမှာအသီးပွင့်နေဝေစာလာဖို့။ဘာကြောင့်မဝေမစာပဲနဲ့မအောင်တဲ့အသီးပဲတည်ဖြစ်သွားရလဲဆိုတော့ စူးပင်ကြောင့်ဖြစ်တယ်မိတ်ဆွေစူးပင်တို့တွင်အစီကိုကျဲခြင်း အကြောင်းအရာတရားစကားကိုကြား၍လောကီအမှု၌စိုးရင်ခြင်းဘိနာတငယ်ချင်းပြောလိုက်လုံးဝမစိုးရင်နဲ့စီးစိမ်ဥစ္စာဤလဲ့စားခြင်းလုံးဝအလဲ့စားမခံနဲ့မိတ်ဆွေအဲ့လောကငွေကြီးတွေကအဲ့အောင်မြင်ခြင်းတွေကကျွန်တော်တို့ရဲ့အသီးအသီးအပွင့်ကိုမနှိပ်စက်စေနဲ့ 对，背背到胸膛来。阿妹，我姐姐家收麦田嘛，就那尾大树里嘛包起来。我姐有四开麦田麦片。阿妹，别人包嘞？对呀，是干过乱木年岁在多交，没水。对呀，年岁没看嘞。对呀，俺妈那给了，还输不用。对呀，年岁嘛，对呀，年岁开麦多好。 စာတန်ညင်းစဲခံရဖို့တင့်ခေါ်ရမို့တင်ကအဲ့ဒီစာတန်နိုင်ငံကိုပြိုချဖို့အောင်နိုင်ဖို့ပြန်ညင်းစဲဖို့တင့်ကိုဘုရားခေါ်ရဖြစ်တယ်။ဘာကြောင့်ယုံကြည်သူတဲ့အသက်တာအပြီးမအောင်လဲဆိုတော့အဲ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 ့အဲ့ဒီစိုးရင်ချင်းလက်စားခံရချင်းညင်းစဲခံရချင်းတွေကိုခဏလေးကြာသွားလို့ခဏပဲခဏပဲအဓိကလျို့ဝချက်ပါလဲဆိုတော့အဲ့စူးပင်တွေကို ယေရှုခရစ်တော်သင်တို့ယူဆောင်သွားပြီဆိုတာသိဖို့ပဲအာမင်ပြောရအောင်ယေရှုခန္ဓာနာဆံဖို့ယေရှုခန္ဓာနာဆံဖို့ယေရှုကလေသင်အပြစ်တွေခေါင်းမှာစူးစူးချင်းကိုခံပြီးပြီသင်ဆိုရင်ချင်းတော့သူခေါင်းမှာစူးစူးချင်းခံပြီးပြီ 在那啥么看呀？我都搞嘛，苏苏姐好看，B B。嘿嘿嘿，文雅的哥的，没底子呀。张龙王咪秀，耶稣天卓搞嘛，苏苏姐好看，B B。天卓搞啥看王 B B？搞苏看王 B B。约翰三哥，你阿妈推开耶稣的苏边，乌眼内迷茫到乌龙个乌里，偏都托卓龙乌伊，比勒门阿勒。 သူ့ကိုကြည်ကြလောဟုဆိုတယ်ဘာလို့ကြည်ခိုင်းတာလဲသူ့ခေါင်းပေါ်မှာငါတို့နှိပ်ဆက်ညင်းစေခြင်းခံရမယ်ဆိုပင် သူအဆူခံသွားပြီမြင်အောင်ကြည်အာမင်အဲဇက်ကားထဲမှာကြည်ပြီးဟာဆူလေးဆူနေတယ်နော်ဒါတော့ပဲမဟုတ်ဘူးအဲ့ဒါဝိညာဉ်ရဲ့နဲ့နေတဲ့အိပ်ပဲဖြစ်တယ်တဲ့ကိုနှိပ်ဆက်မဲ့ဆူးတွေအတွက်ယေရှုနှိပ်ဆက်ခြင်းခံသွားပြီ။တင်မတီးစရာအကြောင်းရှိ ਉ မရှိတော့ သင်ကိုညင်းစေမဲ့စူးပင်ကိုကိုစားယေရှုညင်းစေခြင်းစူးပင်ကိုခံသွားပြီးပြီသင်ညင်းစေခံစရာအကြောင်းလုံးဝမရှိတော့ဘူးအဲ့တော့သင်ဟာယေရှုခရစ်တော်အပြည့်အောင်မြင်တော်သူဖြစ်အောင်မယ်လို့ကျွန်တော်ပြောရတာယေရှုခန္ဓာသင်ဆံမှုအာမင်ဒါကြောင့်ယေရှုကလေကျွန်တော်တို့အတွက်မကျင်နာနိုင်တော်သူမဆာနာနိုင်တော်သူမဟုတ်ဘူး အကုန်စာနာနိုင်တယ်မိတ်ဆွေသင်အခုကြုံတွေ့နေရတဲ့ situation အခြေအနေအားလုံးသူစာနာနိုင်တယ်အဓိကသင်လုံးဝစိတ်ဓာတ်မကျဘူးပဲသင်လုံးဝစိတ်ဓာတ်မကျဘူးပဲဟီဗဲလီငွေ16 25ကိုဖတ်ကြည့်အောင်ငါတို့ယစ်ပရောဟိတ်မင်းသည်အဲ့ဒါဘာလို့လဲယေရှုဟီဗဲလီငွေ25မှာငါတို့ယစ်ပရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ် hey this စင်းရဲ့ခြင်းဒုက္ခဝေနာစာမွေးပွဲလေးခဏဖြတ်တန်းနေရတယ်ဆိုတာတင်းကိုဘသူမှမစာနာနိုင်ဘူးမထင်နဲ့တင်းကိုယေရှုစာနာလုံးအားကြီးလို့တင်းဒီစင်းရဲ့ဒုက္ခမခံရခင်လုံခဲ့တော့နှစ်ပေါင်း2000တည်းကသူ့ခေါင်းမှာစူးရစ်တရဖူတင်သွားပြီးပြီတင်းကိုစာနာနိုင်လို့လို့ကိုအဲ့ခေါင်းမှာစူးတရဖူဆောင်းသွားပြီးပြီငါတို့ခံရသည့်နည်းတူအမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းကို ခံဘူးတော့သူဖြစ်တော်မူ၏ဘယ်တော့သင်ခံရရဲဆိုတာအဲ့ဒါအရေးတွေယေရှုကလက်တွေ့တင်အတွက်လဝါကားတိုင်းပေါ်မှာအဲ့ဒီစူးဟာဒီကောင်းလေးကိုဘယ်နဲ့လက်မတော်စိုက်ဝင်သွားမလဲမသိဘူးမစာနာနိုင်တော့သူမဟုတ်သင်ရဲ့စိုးရင်ချင်းကိုသူစာနာတယ်သင်ရဲ့ညင်းစဲခံနေရခြင်းတွေကိုစာနာတယ်တင်လမ်းပြောင်းနေတဲ့ຢာတွေကို तू စာနာစာနာလွန်အားကြီးလို့ကိုအရှိအဟန်နေခံသွားပြီးပြီဖြစ်တယ် ယေရှုခန္ဓာသင်ဆန်းဖို့ဒါကြောင့်အခုခံရတဲ့နှိပ်စက်ခံရခြင်းတွေစိုးရိမ်ခြင်းတွေပူပန်ခြင်းတွေစူးပင်နှိပ်စက်ခြင်းတွေထဲမှာဘယ်တော့မှစိတ်မပြတ်ပါနဲ့ယေရှုငါအပြစ်တွေသူကောင်းမှစူးရတဲ့တရဖူဆောင်းခဲ့တာငါညင်းစေခြင်းကလွတ်မြောက်ဖို့ဖြစ်တယ်ငါချုံနောင်ခံခြင်းတွေကလွတ်မြောက်ဖို့ငါအောင်မြင်ဖို့သူစူးစူးခံခဲ့တာဖြစ်တယ် ငါဘယ်တော့မှဒီအချွေးထဲမှာပြိမနေဘူးငါဘယ်တော့မှဒီမျက်ရည်တွေနဲ့လမ်းမဆုံးဘူးငါလမ်းဆုံးဟာအောင်မြင်ခြင်းအသီးပွင့်ဖြစ်တယ်လက်ခုပ်ကြည့်တဲ့ဘုရားခင်နာမှာချီးမွမ်းရအောင်ဟူးပြောရအောင်ငါဘယ်တော့မှမရှုံးဘူးအာမင်ဟူး